ြပါရှင်။ Radio Veritas Asia အာရှသမတရားတံလွင်ဌာနမှမြန်မာဘာသာအစီအစဉ်များကိုစတင်တံလွင်နေပါတယ်။နေ့စဉ်မြန်မာစံတော်ချိန်နာရီ6:00နာရီမှ6:00နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင်ပေးနေပါတယ်ရှင်။တို့ဒါရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခန္ဓာအောင်ကနှုတ်ခွန်းဆက်ပါရရှင်။ ီလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစောထုံးကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလတရနေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်များကတော့ပလိမျိုးမှနုနုဝင်၊စစ်တွေမျိုးမှ မောင်တန်ဝင်၊စစ်တွေကောလိမှခင်မျိုးနိုင်၊တောင်ကြီးမျိုးမှစိုင်တင်၊တောင်ကြီးမျိုးမှပဲစန်နီ၊နမ်ဆန်မျိုးမှနတ်မိုးမိုးစန်၊စကူးမျိုးမှမိုးဖြူဖြူထွေးခေါ်မိမီ မန္တလေးမှာ address ချာစာလင်ကြီးမြို့နယ်မှာဒေါက်တင်ရှင်မန္တုံမြို့မှာမွေအုံမခိုင်စစ်တုတ်တရာမြို့နယ်ဘူးရွာမှာအငွေဆိုးသူတနိုင်းမြို့မှာပေါ်ကျင်ခတ်စမ်တူပြင်းတွင်မှာဒေါ်နော်ခုခုဒုံငံရောက်မှာမောင်ခင်ရီတို့ပဲဖြစ်ပါတယ်ဒီကနေ့နှုံးဝဲမာလာတင်းနေ့မှာချက်ရောက်တဲ့မွနိရှင်များ နားဆင်အပေးနေသူများအလုံးအပေါ်ဖះရှင်ရဲ့ကောင်းကြီးများစားရတဲ့ဘူတို့၍ခံစားရပါစေကြောင်းအချက်တမတရားမြန်မာဝိုင်းစီတင်မှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထုံးကနေစုမုံကောင်တောင်းပေးရင်သိတဲ့ရှင်ဆရာဦးညွန့်လှတည်ဆိုထားတဲ့ရေတွက်မကုံသောကျေးဇူးတော်ဆိုတဲ့ဓမ္မသင်ကိုတင်ဆက်ပေးလိုက်ပါရစေ။ သခင်ရဲ့မြစ်တာတွေရေထွက်လို့မကုန်နိုင်ဘူးလေကျွန်ုပ်ရဲ့တတာမှာစိုးညစ်တဲ့အပြစ်နှမကျွန်ုပ်ကိုကယ်တင်တဲ့ယေရှုသခင်ဘုန်းကြီးစေတည်း ကျွန်တော်နဲ့တူရှိသောဖီးယားသခင်မနေရနေနောင်ကာလာမပြောင်းလဲအရှိအေမာနွေလာမြစ်တာရှိကျွန်တော်နဲ့တူရှိသောဖီးယားသခင်မနေရနေနောင်ကာလာမပြောင်းလဲတဲ့အရှိသာဝရဖီးယား တိုင်ယေရှုတော်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေသခင်ဖျားကြောင့်လေချီးမွမ်းလောကိုကွယ်ဆိုသခင်ဖျားရဲ့ကောင်းမြတ်ခြင်းတွေ Hallelujah ကျွန်ုပ်နဲ့တူရှိသောဖရာသခင်မနေရနေနောင်ကာလာမပြောင်းလဲတဲ့အရှင်အေမာနွေလာမြစ်သာရှင်ကျွန်ုပ်နဲ့တူရှိသောဖရာသခင်မနေရနေနောင်ကာလာမပြောင်းလဲတဲ့အရှင်ဟာဝရာဖရာ ုံနိုင်ဘူးလေကျွန်ုပ်ရဲ့တတမှာဆိုညစ်တဲ့အဖြစ်နမှာကျွန်ုပ်ကိုကဲတင်တဲ့ယေရှုသခင်ဘုံကြီးစေသတည်းအမှန်ဝေလာမြတ်တာရှင်ကျွန်ုပ်နဲ့အတူရှိတော်ဖျားသခင် ေရန်နေနောင်ကာလာမပြောင်းလဲတဲ့အရှိအေမာနွေလာမြစ်တာရှိကျွန်ုပ်နဲ့အတူရှိသောဖီးယားသခင်မနေရန်နေနောင်ကာလာမပြောင်းလဲတဲ့အရှိသာဝရပြာအေမာနွေလာမြစ်တာရှိကျွန်ုပ်နဲ့အတူရှိသော ရာသခင်မနေရနေနောင်ကာလာမပြောင်းလဲတဲ့အရှင်အေမာနွေလာမြစ်တာရှင်ကျွန်ုပ်နဲ့အတူရှိတော်ဖရာသခင်မနေရနေနောင်ကာလာမပြောင်းလဲတဲ့အရှင်ထာဝရဘုရား ာလာ၂ရက်နေ့တေလွန်တော်သူတို့အတွက်ဆူတောင်းရတော်နေရှင်လူကာဧဝံဂေလိကျမ်းအခန်းကြီးခွန်အခန်းငယ်၁၁၁ခွန်ထို့နောက်ကိုတော်သည်နာဟင်ဟုခေါ်သောမြို့သူကြွသွားတော်မူသောအခါတပည့်တော်တို့နှင့်များစွာသော လူစုဝေးတို့သည်လည်းကိုတော်နှင့်အတူလိုက်ပါလာကြ၏ကိုတော်သည်မြို့တကားအနီးသို့ချဉ်ကပ်တော်မူစဉ်တေတော်သူတို့ကို ထုတ်ဆောင်လာကြ၏တေသောသူတီကမိခင်မုတ်ဆိုးမ၏သူဦးတီတော်သာဖြစ်၏ညာစွာသောမြို့သူမြို့သားတို့တီလည်းသူမနှင့်အတူလိုက်ပါလာကြ၏ကိုတော်တီသူမကိုမြင်လင်သူမအပေါ်တနာစိတ်ဖြစ်ပေါ်သဖြင့်မငိုကြွေးလေနေဟုသူမအားမိန်တော်မူ၏ထို့နောက်ကိုတော်တီရှင်းကတ်လျက်အလောင်းစင်ကို တို့ထီတော်မူသဖြင့်ထမ်းထားသောသူတို့တီလည်းရတန့် နေကြ၏ကိုတော်ကလည်းအချင်းလူငယ်တင့်ကိုငါမိတ်တော်မူ၏ထလောဟုမိန်တော်မူလျင်တည်တော်သူသည်ထထိုင်၍စကားပြောလေ၏ကိုတော်သည်လည်းသူ့ကိုသူ၏မိခင်ထံသို့ပြန်အပ်လေ၏ရှိသမျှသောသူတို့သည်လည်းကြောက်ရွံ့တုန်လို့ကြ၍ဘုရားသခင်ကိုချီးမွမ်းလျက်ငါတို့အလေတွင်ကြီးမြတ်သောပရောဖက်တစ်ပါးပါပေါ်ထွန်းလေပြီဘုရားသခင်သည်မိမိလူမျိုးတော်ကို ကြည့်ရှုတော်မူပြီးဟုဆိုကြ၏ကိုတော်၏သတင်းတော်သည်လည်းကျူရီးယားပြည်တစ်ပြည်လုံးနှင့်ပတ်ဝန်းကျင်အရရက်တို့ပြန့်နှံ့သွားတော်မူလေ၏ဤသည်ကယေရှုခရစ်သို့ခင်၏မြတ်တော်ဧဝံဂေလိတရားတော်ဖြစ်သည် ချီလာစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့နိုဝင်ဘာလ2ရက်နေ့ကွဲလွန်သောသူများအတွက်စုတောင်းရသောနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး9အခန်းငယ်17မှ18ခုဖြစ်ပါတယ်။ကွဲလွန်တဲ့သူများအကြောင်းကိုပြောပြရတဲ့အခါမှာကျွန်တော်တို့ဟာရှင်နေသေးတဲ့သူတွေဖြစ်နေပေမဲ့ဝိညာဉ်သေးနေတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အမြင်အားဖြင့်တော့ရှင်နေကြတယ်၊သွာလာနေကြတာဟုတ်ပေမဲ့တကယ်ကို ရှင်ကျင်စိတ်ကိုးနေတဲ့သူတွေတက်တက်ကြွကြွမရှင်ကျင်ကြောတဲ့သူတွေစိတ်ပြက်နေတဲ့သူတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်သိချင်းတရားပေါ်ကျွန်တော်တို့လူတွေရဲ့အမြင်ကိုစဉ်းစားသင့်ပါတယ်။လောကမှာသိချင်းတရားလောက်သိကြတာဘာတစ်ခုမှမရှိပါဘူး။တနေ့သိရမယ်ဆိုတာကလူတိုင်းအတွက်အသေးစားဆုံးပါပဲ။တခြားအရာတွေအားလုံးကမသေးကြတဲ့အရာတွေပါ။ ။တင့်ကြမ်းမရေးကလည်းမသေးချာ။တင့်စီးပွားရေးအလုပ်ကလည်းမသေးချာ။တင့်အိုးအိမ်စည်းစိမ်ကလည်းမသေးချာ။ဒါကြောင့်ကျွန်တော်တို့တည်ခြင်းတရားတွေပြင်ဆင်ထားရပါမယ်။အခုလောကမှာတည်ခြင်းအကြောင်းဘယ်သူကမှမပြောခြင်းဘူး။ဘယ်သူကမှမကြားခြင်းကြပါဘူး။ကိုယ်အသက်ရှင်နေတုံးမှာဘယ်သူကမှ သေမဲဆိုတာမကြားခြင်းဘူးမသိခြင်းဘူးဒါကြောင့်သေတယ်ဆိုတဲ့စကားလုံးကို မမြင်ကြွေရမှာဖုံးဖိထားတတ်ကြတယ်။တရင်စာထဲမှာ나ยีကြောညာမှာလေသေတယ်ဆိုတဲ့စကားလုံးကိုမတုံးကြပါဘူး။ဘာလို့လဲဆိုတော့မတုံးသိတဲ့စကားလို့ယူဆထားကြပါတယ်။나ยีမှာဆိုရင်ကြွယ်လွန်တယ်ဆိုတဲ့စကားလုံးကိုပဲတုံးကြတယ်။ခရိယာနေအတွက်ဆိုရင်လေခရစ်တော်၌အိပ်ပျော်ခြင်းလို့ပဲတုံးတယ်။သေတယ်ဆိုတဲ့စကားလုံးကြ ကြားမကောင်းဘူးလို့တွက်ထားကြပါတယ်။အမှန်ဆိုရင်သေတာကခရစ်တော်ထံသို့ပြန်သွားတာပါပဲ။ဒါကိုယုံကြည်ဖို့လိုပါတယ်။ပြည့်စည်သွားတာမှမဟုတ်တာ။သေခြင်းအကြောင်းဒီလောက်တောင်အရေးကြီးတာကိုကျွန်တော်တို့ကစကားထဲမှာထည့်မပြောချင်ကြဘူး။လူအတိုင်းဝိုင်းကလည်းသေခြင်းကိုဝိုင်းပယ်ထားကြတယ်၊ဖုံးကွယ်ထားကြတယ်။ကျွန်တော်တို့ရက်ွက်ထဲမှာဆိုရင်나이가ဒီလမ်းဆိုရင်မမောင်းရဘူး။ ဟိုလန်းကပဲမောင်းရမေငါတို့အိမ်ရှိမှနာရီကပြက်ရင် အလောင်းကပြက်တယ်ဆိုရင်ရက်ွက်ထဲကခဲနဲ့ဝိုင်းပေါက်ချင်ကြတယ်နမိတ်မကောင်းဘူးလို့မြင်ကြတယ်သင်းញိုင်းတွေလည်းလူမြင်လို့မကောင်းတဲ့နေရာတွေ ဆိုပြီးသင်းញိုင်းတွေကိုခဏခဏရွှေ့ခိုင်းကြတယ်ဒီလိုနီးနဲ့လူဟာပေကျင်းတရားကို မစင်စားဖြစ်ချင်ကြပါဘူးအခုလိုတိုးတက်လာတဲ့ခေတ်မှာတော့ ိုးချစ်တဲ့လူတွေရဲ့လက်ပေါ်မှာသေရတာမဟုတ်တော့ပဲဝန်ထမ်းတွေရဲ့လက်ထဲမှာသေရတာကများပါတယ်ကိုယ်အိမ်မှာကိုယ်သေရတာမဟုတ်တော့ပဲလူအိုယုံဆေးရုံတွေမှာသေရတာများပါတယ်သေပြီးရင်လေကိုယ်အိမ်မှာကိုယ်အလောင်းကိုထားရတာကခတ်ရှားရှားပါပဲရှူနေတဲ့ပါလာလို့ခေါ်တဲ့အလောင်းတွေတီးတန့်ထားတဲ့နေရာမှာပဲထားလိရှိလာကြပါပြီ။ လူတွေကတည်ရင်တရားနဲ့ခတ်ဝေးဝေးဒီလာကြပါတော့တယ်ဖះเจ้าတဲမှာအလောင်းကိုသဲလာရင်လေရှိတုံးကလူ လူတွေကအလောင်းကိုတယူတတိထမ်းလာကြတာမဟုတ်တော့ပဲအခုခေတ်မှာတော့တွန်လဲနဲ့သဲလာကြပါတယ်ကို့အဖေအမေတည်ရင်တော့မငိုကြပဲနဲ့သူတို့ခွေးတည်တဲ့ခါကျတော့ငိုကြတယ်တယောက်ယောက်ရဲ့ ဒီလောကမှာနေရတဲ့နောက်ဆုံးအချိန်ဒီတောင်ကျွန်တော်တို့ကအချိန်မပေးနိုင်ကြပါဘူးတယောက်ယောက်ရဲ့ဇာပနာအခမ်းအနားကိုတောင်ကျွန်တော်တို့ကပါဝင်ဖို့အချိန်မရကြပါဘူးဇာပနာအခမ်းအနားကိုကြာကြာကျင်းပတာမကြိုက်ကြဘူးမြန်မြန်ကိစ္စချပြီးပြန်ပြေးကြတာပါပဲလူတွေကသေခြင်းတရားတွေမကပါဘူးအိုခြင်းနာခြင်းကိုလည်းမမြင်သင့်တဲ့အရာလို့ထင်ကြပါတယ် ကိုအမေအိုကြီးနာတာရှိဖျားနာနေတာ အဝိစားတိတတ်တတ်ရရမဝိနိုင်တော့ပဲဖြစ်တလို့နေရတဲ့အခါသာသမီတွေကလူမမြင်ကြွယ်ရမှာထားလိရှိပါတယ်လူမြင်လို့မကောင်းဘူးတရေတွေကြနေတယ်တွားတွားတွားနောက်ဖေးမှာထားလိုက်ဆိုပြီးတော့ကြွယ်ရမှာထားလိရှိပါတယ်မမြင်ကျင်ကြပါဘူးဒါနဲ့လူတွေရဲ့စိတ်ထဲမှာ ။ဟူခြင်း၊နာခြင်း၊သိခြင်းတွေကပေးတဲ့သင်္ကန်းစာတွေကိုမသိယူကြတော့ဘူး။ပူတာနာတာဖြစ်ရမှာပဲလေ။ယုံကြည်ခြင်းမရှိတဲ့လူတွေအဖို့ဖျားနာတာကိုလည်းမခံစားစေခြင်းဘူး။တကယ်လို့ဒီလူနာကပြန်ကောင်းလာဖို့အချိန်နေမရှိတော့ဘူး။အခုလောလောဆယ်မှာလည်းဝေဒနာတွေခံစားနေရတယ်ဆိုရင်မြန်မြန်သေဖို့ပဲလုပ်ပြီးကြတော့တယ်။ဘာဖြစ်လို့လဲဆိုတော့မပြောင်းမဲ့အတူတူ ဝေဒနာမခံစားရပဲမြန်မြန်သေးခြင်းကြလို့ပါပဲဒါကူစေစနာနဲ့လုတ်ပေးတယ်လို့ထင်ရပေမဲ့မကောင်းပါဘူးမလုတ်သင့်ပါဘူးဖះကအဲ့ဒီလိုအိုးလာစေတယ်ဖះနာလာစေတယ်ဆိုတာကောင်းတဲ့ရည်ရွယ်ချက်ရှိပါတယ်ဒါမှလူနာကနောင်တရဖို့အချိန်ရမယ်သေခြင်းတွေပြင်ဆင်ဖို့အချိန်ရမယ်လူတွေကဖះနာတဲ့ဝေဒနာ ခံစားရတာကို မလိုချင်ကြဘူး ဖြားနာတဲ့ဝေဒနာမခံစားရပဲအချင်းကြာကြာမခံရပဲသေတာကိုကြိုက်ကြတယ်ဥပမာနှလုံးယောဂာနဲ့သေတယ်လို့ပေါ့ဟတ်အတိုက်ရပြီးသေတာကအများဆုံးပဲဝေဒနာမခံစားရလို့အဲ့လိုသေခြင်းနည်းကိုပဲကြိုက်ကြတယ်အေးတကယ်တော့လူတွေဟာသေခြင်းတွေပြင်းပြင်းစင်စင်လေးနဲ့သေရတာပိုးပြီးတော့ကြိုက်သင့်ပါတယ်တခါတုန်းကဘယင်ကြီးတပါးမှလူရှင်တော်တယောက်ရှိတယ် ဘီရင်ကြီးပြောအောင်ပြောပြရတဲ့ဖြောပြပြရတဲ့လူပြက်ပေါ့အဲ့ဒီလူပြက်ကသိပ်ပြီးပြက်တက်လွန်းလို့ဘီရင်ကြီးကသူ့ကို အယူဆုံးလူလို့အတိမတ်ပြုထားတဲ့လယ်ဆွဲလေးကိုစွဲပြီးထားပါတယ်တနည်းဘီရင်ကြီးကအသက်ကလည်းကြီးလာတော့အိယာထဲမှာဖျားနာပြီးနေတဲ့အခါလူပြက်ကလာပြီးတော့စကားပြောပါတယ်အရှင်မင်းကြီးလူတိုင်းကတနည်းသေးရမှာပဲနော်လူတိုင်းသိကြပါတယ် ရှင်မင်းကြီးရောသေဖို့အတွက်ပြင်ဆင်မထားဘူးလားလို့မေးလိုက်တဲ့အခါရှင်ဘီရင်ကြီးကအေးကွာငါတနေ့သေးရမယ်ဆိုတာသတိမထားမိလို့ပြင်ပြင်ဆင်ဆင်မနေခဲ့ရပါဘူးတဲ့ဒါနဲ့လူပြက်ကဘီရင်ကြီးကို အယူဆုံးလူဆိုတဲ့လေဆွဲလေးကိုဝစ်ပေးလိုက်တဲ့ပြောကျင်တာကတော့လူဟာတနေ့သေးရမယ်ဆိုတာတောက်မစင်စားမိတဲ့လူက ကဘာပေါ်မှာ အယူဆုံးလူပါပဲလို့ပြောကျင်တာပါမယုံတဲ့လူတွေအတွက်ကတော့သေခြင်းတရားကိုမကြားကျင်ကြဘူးမပြင်းစင်ကျင်ကြဘူးစင်းကိုမစင်စားကျင်ကြပါဘူးသေခြင်းတရားကိုအဲ့ဒီတလူမြင်းနေမှတော့အခုရှင်းနေတာကိုလေနောက်ဘဝကိစ္စကို မစင်စားကျင်ကြပါဘူးတကယ်တော့သေခြင်းကိုကောင်းကောင်းစင်စားတတ်မှ လူဘဝဟာဘာအတွက်လဲဆိုတာသိလာကြမယ်သေခြင်းတရားကိုလည်း မစင်စားခြင်းတဲ့လူကကာယကိစ္စကိုပဲလုပ်နေခြင်းပြီးတော့ဝိညာဉ်ရေးကိစ္စကိုစိတ်မပါကြတာပါပဲတခါတုန်းကတပည့်တယောက်ကဆရာကြီးကိုမေးတယ်ပေခြင်းတွေဘယ်လိုပြင်ဆင်ထားရမလဲတဲ့ဒါနဲ့ဆရာကြီးကပေခြင်းအတွေ့ပြင်ဆင်ခြင်းရင်အသက်ရှင်ခြင်းအတွေ့ပြင်ပြင်ဆင်ဆင်ရှင်ရမယ်တဲ့ဆိုလိုတာကတော့ပေခြင်းအတွေ့ပြင်ဆင်ဖို့ အတိတ်ပဲရှိရှိ ရှင်နိုင်အောင်ကြိုးစားရမယ်တဲ့ဒါကြောင့်သိခြင်းအတွက်ပြင်ဆင်ခြင်းရင်ရှင်ခြင်းအတွက်ပြင်ဆင်ရမယ်ဒီတိုင်းပဲဘယ်လိုရှင်ရမလဲဆိုတာသိခြင်းရင်သိခြင်းအတွက်ပြင်ဆင်ရင်းနဲ့ရှင်ရမယ်တဲ့ကျွေဝါးတဲ့အသက်တာနဲ့ရှင်နိုင်ခြင်းရင်သိခြင်းအတွက်ပြင်ဆင်ရင်းနဲ့ရှင်ကြပါသိခြင်းကိုနားလည်ရင်ဒီဘဝကိုသင်တန်ဖိုးထားပြီးတော့ရှင်တော့မယ်ဒီဘဝအသက်တာက နောက်ဘဝအသက်တာနဲ့အချိတ်အဆက်ရှိနေလို့ပါပဲဒါပေမဲ့နောက်ဘဝကိုမယုံတဲ့လူဝိညာဉ်ရေးကိုမယုံတဲ့လူတွေအတွက်တော့ဒီဘဝတစ်ခုတည်းကိုပဲမြင်နေတော့တာပါပဲဒါကြောင့်သူ့အဖို့တော့ဒီဘဝမှာစားနိုင်သလောက်စားပျော်နိုင်သလောက်ပျော်ရနိုင်သလောက်ယူစသဖြင့်နဲ့ကိုယ့်အတွက်တကူကောင်းဆန်းဆန်းနေသွားတော့မှာပါပဲသူထင်းနေတာက သေပြီးရင်အလုံးပြီးရောလို့ထင်းနေတယ်လေ ဒါဟာကိုကိုကိုတကယ်လိညာလှည့်စားနေတာပါပဲပြည်ချင်းကိုနားမလဲပဲမရှင်သင့်ပါဘူးအခုဩဝါဒကမြန်မြန်သိချင်းအောင် ပြောနေတာမဟုတ်ပါဘူးအသက်ရှင်နေထိုင်ရမှာဘဝရဲ့အတိတ်ပဲအတိုင်းယုံကြည်နေထိုင်ဖို့လိုအပ်ပါတယ်ဒီဘဝမှာစိတ်ပြည့်နေကြတယ်စိတ်ဓာတ်ကျနေကြတယ်ဆိုတာက ခရိယန်တွေရဲ့ပျော်လင့်ထားတဲ့အတိုင်းမနေထိုင်ကြမယုံကြည်ကြလို့ပါပဲ ျွန်တော်တို့ခရိယန်တွေယုံကြည်မျှော်လင့်ကြတာကကိုခန္ဓာရှင်ပြန်ထမြောက်မိအကြောင်းကိုယုံကြည်ကြပါတယ်။ဘာလို့တေချာပေါက်မျှော်လင့်နိုင်ကြတာလဲဆိုတော့ယေရှုဖျားရှင်က လက်တွေ့ပြခဲ့ပြီလေ။ယေရှုဖျားရှင်လူတေယာမပြန်ရှင်မယ်။ကောင်းကင်ဘုံကိုဝင်ရမယ်။သာဝေယအသက်နဲ့ရှင်ရမယ်ဆိုတာယုံကြည်ဖို့လိုပါတယ်။ဒါကြောင့်ခရိယန်ဒီအတွက်တော့ပေခြင်းဆိုတာကသာဝေယအသက်ရှင်ခြင်းကိုတွားတဲ့လမ်းကလေးပါပဲ။ ဒါကလူတိုင်းရဲ့ပန်းနိုင်လေဒါကြောင့်ယနေ့မေးရမယ့်မိကုံးကသင်ဟာယေရှုဖျားရှင်တေယာမပြန်ရှင်တယ်ဆိုတာတကယ်ယုံကြည်ရဲ့လားနားဆင်သူ အားလုံးပေါ့ဖျားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ ေးအန္တရာယ်ဂျုံတွေ့နေရသူများအတွက်ဟိုအပ်သောဆုတောင်းမြတ်တာ။အိုတနာကိယုနာရှင်ဖခမိတော်ဗျာ။ကိုရောဒီသာသမီတို့ကိုအမျက်မပြတ်စောင့်ရှောက်လျက်ရှိသူကိုယုံကြည်ကြပါ၏။သာသမီတို့ဂျုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မအန္တရာယ်ဘေးများကြားမှာကိုရောရှင်တနာကိယုနာတော်ဖြင့်ထူမပေးတော်မူပါ။သာသမီတို့သည်ခွန်အားကုန်ခန်း၍အကြိမ်ကြိမ်လဲကြလျက်ရှိကြပါ၏။ ကိုရောရှင်မှလွဲ၍မြည်သည့်အရာမှအာကိုးစရာမရှိပါသောကြောင့်သာသမီတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနှင့်ကာယခွန်အားကို ဖြည့်ဆည်းပေတော်မူပါလိုအပ်နေသောစေဝါများအစားအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနှင့်ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသောသာသမီများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရောရှင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါသာသမီတို့၏ဘဝနေထိုင်မှုတွင်အထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနှင့်အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါ ပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနှင့်အတူ အစတရားမကသောကောင်းကြီးကျေးဇူးများနှင့်ပြန်လည်၍တွန်းလောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲ စွန့်လွတ်အနစ်နာခံပေးဆက်နေကြသောကိုရရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကို ပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစိတ်နှလုံးသွင်း၍ကယ်ဆယ်ပေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းချီးပေးတော်မူပါ ကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့် တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်းကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိဥနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေးချမ်းတရားဝါပြောသောနိုင်ငံအသည့်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတရားခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီးတို့တောင်းလျှောက်ကြပါသည်ခရား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လုပ်ပြီးပါသည်။ဩဒါရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။